အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ရေခဲကြောင်းတဲ့လေးနဲ့ကုချီအိုးရဲ့ပတ်စံပြတနာလေးတွေကိုပရာဟိတအကူကြီးတယောက်ကဖြည့်ဆင်းပေးထားတဲ့ဗီဒီယိုလေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကိုဆိုင်နဲ့ကုချီကိုရှိအပ်ပေးတဲ့ပင်တဲ့အားမင်္ဂလာပါခင်ဗျာကုလိုင်းပေါ်မှာပြန်နေနေတဲ့မဟုတ်မဟုတ်ဘူးတဲ့ဒီနေ့ပေါ်တော့ကျွန်တော်တို့ရပါမယ်ဆိုပါလို့စုတ်ထိပ်ကြည့်ပါဦး ဆိုင်ကတော့သူကစကားပြောတာလည်းအေးရပါတော့။အဲ့ဒါပေါ့ကအခက်ခဲရှိတာလို့လည်းရှိတယ်။အဲ့ဒီဆိုင်နဲ့ပေါင်းပြီးတော့ပေါ့နော်။အဲ့9ရက်တာဒီညရဲ့အယူအနေနဲ့အဲ့တိတိစေနီပါနဲ့ကျွန်တော်တို့ပေါ့နော်မိသားစုမှာဖြစ်ပါတယ်။ကျွန်တော်တို့ခနေတာဒီဖတ်ပြီးတော့လူရှင်တိုင်းရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့တုံညာကိုဖွင့်ရှိရှိ5 6ကျောင်းတဲ့တက်တန်းစားညီလေးကိုမရုပ်ဖြောင်းတဲ့လူလင်လူကောက်တွေကကိုတို့လို့ချနင်းသွားမှာကိုစိုးရိမ်မိတယ်ဗျာနော်။ဒီအပိုင်းမှာဒီကကြောင်းတဲ့ညီလေးကအသူ့ရဲ့ဒီကကြောင်းလူတာတွေပုံမှန်လုံနေပြီးတော့ပေါ့။ချင်းဦးဆိုတဲ့ညီလေးနဲ့အတူကူတွဲပြီးတော့ ဒါလိုင်းလီရွှေဆိုင်နဲ့ရုံးလီဆိုင်ဆိုင်နဲ့တခြားသောဂုံပြချင်းမြင့်ဝင်စုစုပေါင်း30ကျော်ကိုဒါကျိုးညီလေးနဲ့အတူပို့ထွက်ပြီးတော့လူတန်းသွားမယ်ဆိုပြီးတော့အကျိုးဆိုတဲ့ညီလေးကကိုရှမ်းရဲ့တက်တော့အကောင့်မှာအကျောင်းကျောင်းဝင်ထားတာမျိုးတွေ့ရတယ်ဗျာနော်အဟုတ်ကဲ့ဟို30ဆိုတဲ့ပတ်စံကကျွန်တော်ပတ်စံမဟုတ်ပါဘူးညီလေးကိုကျိုးရဲ့ပတ်စံမှာအဲကျွန်တော်ကုကုတို့လုပ်တဲ့အချိန်မှာကျွန်တော်ပါပါစီတယ်လို့ဆိုလို့ပြီးတော့ပတ်စံတွေပါကျွန်တော်ပတ်စံတပြားတစ်ချက်မှမပါပါဘူးခင်ဗျာ သူတို့ကအတူပူပေါင်းပေါင်းလူတန်းကျင်တယ်ဆိုပြီးတော့ဖုန်းနံပါတ်တစ်ခုကိုရွတ်သွားတာကလည်းအဲ KO ဆိုတဲ့ညီလေးရဲ့ TikTok account မှာတင်ထားတဲ့ဖုန်းနံပါတ်ဖြစ်နေတယ်။အားကြောင့်ဘလူးနေနေပါမယ်ဖြစ်ဖြစ်ဟုတ်ကဲ့ပါခင်ဗျာဖုန်းနံပါတ်ကတော့ကျွန်တော်ကျွန်တော်မှာ KB ရောဝေပြောမရှိတဲ့အတွက်ညီလေးဖုန်းနံပါတ်ပေါ့နော်သူဖုန်းနံပါတ်ကြောင့်သူထဲမှာကြောင့်တော့ KB ရောဝေပြောရှိပါတယ်ခင်ဗျာအားကြောင့်သူဖုန်းနံပါတ်ကလေးကိုကျွန်တော်ကကုညီတောင်းပြီးတော့တော့ဟိုတင်ခိုင်းတင်ခိုင်းထားတာပါခင်ဗျာပြီးတော့သူဟိုလွှဲပေးတဲ့ပတ်စံတွေကျွန်တော်တို့ပြတ်တက်ချက်မှာ အကုန်လုံးပြန်ပြေးတယ်ဗျနော်ပြန်ပြောပြတယ်ဗျနော်အတူအတူညီကုန်းရောအတူတူရှိနေပါလေနော်လက်တက်တွဲနေပါလေခင်ဗျအဲ့လိုအတဖက်လူကမရုပ်ဖြောင်းလားရုပ်ဖြောင်းလားဆိုတာတွေကတော့ကျွန်တော်တို့မပြောနိုင်ဘူးမသိနိုင်ဘူးအဲ့လိုမျိုးလဲဆွဆွဲလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒါရေကကြောင့်လည်းတက်တန်းကညီလေးကိုချစ်ခင်မြန်တို့တပိုးထားတဲ့အတွက်ကြောင့်မို့လူလေးလူကောက်တွေမရုပ်ဖြောင်းတဲ့သူတွေနဲ့အတူအခုလိုချနေသွားတဲ့သူတွေနဲ့တွဲ送တော့မှာကိုတော့စိုးရိမ်မိတယ်ဗျာနော်အဲ့ကြတော့ဟုတ်ကဲ့ဟိုက ကျွန်တော်ညီလေးအဲ့လိုစိတ်ထဲမှာမပါပါဘူးအဲ့လိုစိတ်ထဲမရှိပါဘူးကျွန်တော်လိုပါပဲကျွန်တော်လိုစိတ်ပါပဲဖြူစင်ပါတယ်စိတ်ထားလေးတော်တော်မြင့်မြတ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ကပေါင်းတာလေအခုအခုဆိုအခုအခုမှပေါင်းတာမဟုတ်ပါဘူးရင်းတော့မှဒီ line ပေါ်မှာကျွန်တော်ကကျွန်တော်ကသူ့ရဲ့ idol လေးပါဒီ line ပေါ်မှာတော့စာပြောဖြစ်တယ်စကားလည်းပြောဖြစ်တယ်ရင်းတော့မှတိတိကျကျပါကျွန်တော်ကဖုန်းနဲ့ပတ်သက်တာရှိရင်မကြွချင်ပါဘူးမကြွချင်တဲ့အတွက်ညီလေးကိုလန့်ပြီးတော့အခုတက်လန့်တောင်းလိုက်တယ်ညီလေးကိုကဒီလိုဒီလိုပေါ့နော်ကိုမှဘာမှနားမလည်ဘူးပေါ့နော် TikTok လောက်မှကြွချင်ချင်ဆိုတတ်တာမဟုတ်ဘူးကိုအခု ဟိုကပတ်စံလွှဲလာလို့ရှိရှိကိုမနားမလဲညီလေးကိုယူတစ်ချက်တော့ကူညီပါအောင်သူကအဲ့ကနေပြောရန်ကိုဟိုအာရဘာပြောကနော်ပတ်တိုင်းအေးဘတ်တိုင်းပါလေအေးရဝတီပတ်တိုင်းရပါတော့အဲ့ကနေပြီးတော့ဒီထီကိုလာတော့ခုချိန်ဒီသူပြန်ပါလေအခုဒါတော့ပြန်ဖို့ကကျွန်တော်ဆွဲခေါ်ထားလို့ပေါ့နော်ဟိုကကိုကြီးရေညီလေးတဲ့အဲ့လိုမျိုးကိုလိုင်းပါပေါ့နော်ဒီကိုကြီးပြောတယ်လို့တူအရောက်လည်းထိပါတူချင်တယ်မှာစမကောင်းဘာပြောတူရမှာမဟုတ်တယ်မဟုတ်လို့တာကျွန်တော်တရားလုံးရှိပါတယ်တူတက်စီပါပဲကျွန်တော်ပိုင်ရှင်ကိုလည်းတရားလုံးရှိပါတယ်တူပတ်စံလုံးဝကိုတရားတစ်ချက်မှကျွန်တော် ကျွန်တော်ပတ်စံကတော့ကျွန်တော်ပတ်စံတရားတစ်ချက်မှာဘူးဒီပါခင်ဗျာအခုချိန်လေးဒီမဲ့ဒါဆိုလည်းဒီဒီအခန်းဆိုလည်းဒီကိုယ်တိုင်ငှပေးတာပေါ့ဟိုဆဆရရတော့တက်စီတော့ကျွန်တော်တွေ့ရှိရပဲတော့လည်းမျက်နှာသိဆိုလည်းတွေ့ရှိရပဲကျွန်တော်ကျွန်တော်ရှိရပါတစ်ခုမှတူဒီပါခင်ဗျာသူကထထစားပါပဲညီလေးတို့ပါပဲစိတ်ထားလေးကောင်းမှလည်းတော်တော်လေးလေးဖြူစင်ပါတယ်ဒါမဲ့တူးချင်မှာမကောင်းဘူးတော့တူးကမှမဟုတ်တာလေဘာမှမပြောဆိုတာဘူးဘာမှလည်းမလုပ်ထားဘူးအဲ့ဒီပတ်စံကတော့ကျွန်တော်ပတ်စံမဟုတ်ပါဘူးဒီလေးရဲ့ပတ်စံမှာအဲ့ဒီကဒီဘက်ကကျွန်တော်နည်းနည်းပါးပါးကျွမ်းကျင်တယ်သူက ကိုချမ်းရေးတဲ့ဒီဘက်မှာနည်းနည်းပါးပါးဒုက္ခရောက်နေတဲ့နေရာလေးကိုလိုက်ပြပေးပါဆိုလို့ကျွန်တော်ကလိုက်ပြပေးတယ်။အဲ့ကြတော့အဲ့ရွာလေးတွေ့ရမှာကတော့ကြောက်ကြရွာတေရွာလေးမှာကျတော့ညီလေးကကိုကြီးရဲ့ညီလေးကြောက်နေတယ်မပါခြင်းကတော့ကိုကြီးရဲ့ပါစီစဉ်အောင်လို့ဆိုပြီးအက်ဆန်သိန်းလေးဆယ်ကကျွန်တော်ကိုကျွန်တော်ကိုပေးထားပါတူတော့မကင်ထားဘူး။ညီကိုကြီးရဲ့ရောကိုကြီးလူချင်းနေရာလေးလူပေါ်တော့အဲ့လိုမျိုးတီကိုသူကပေးထားပါတော့ကျွန်တော်ယုံကြည်ခြင်းနဲ့အပ်ထားတော့ပါခင်ဗျာ။အဲ့လိုစိတ်တူချင်မရှိပါဘူးခင်ဗျာ။အဲ့လိုပါဘူး။ဘယ်ဆုံးတော့မှာကတော့စိုးရိမ်နေတယ်ဗျာနော်။ င်ထားလဲဘယ်လိုတွေမှတ်ထားလဲသူတို့အားလုံးအတူတူဖြစ်ကြကြအောင်ပါအားလုံးလည်းမင်္ဂလာပါခင်ဗျာဒါဒါတိုင်းမှာတော့ဟုတ်တယ်ဒီလိုပါဘူးဒီ ဘာဟာအခက်အခဲရှိတာမျိုးလည်းရှိတယ်။အဲဒါဆိုလို့ရှိရင်ဒါကျွန်တော်ဆက်ပြန်ပြီးဆက်ပြောင်းပြန်မှာပေါ့နော်။ကျွန်တော်တို့အခုလက်ရှိစကိုင်းတိုင်းအဲကြောက်တာကိုပေါ့နော်ရောက်ရောက်ရှိနေပါရဲ့။အခက်အခဲရှိတဲ့နေရာတွေပေါ့နော်။အရန်ဟိုအလူရှိနေနည်းနေတဲ့နေရာလည်းရှိတယ်ပေါ့နော်။အဲဒါကြောင့်ကျွန်တော်တို့ကိုဆိုင်းနဲ့ပေါင်းပြီးတော့ပေါ့နော်။အဲခုနှစ်ရက်သားပြီးညာရဲ့အလူနေနဲ့အဲတိန်း40ဒီပါနဲ့ကျွန်တော်တို့ကပေါ့နော်ဝေးထားလေးဒီမှာဖြစ်ပါရဲ့။ကျွန်တော်တို့ကိုခနေ့သားပြီးဆက်ပြီးတော့လူရှင်တိုင်းရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့တုံညာကိုခွင့်ရှိရှိလေးနဲ့ဒီလေးကိုဆိုင်းရဲ့ဒီပို့ဆောင်မှာမထောင်ကြတဲ့လူတွေလည်းကျွန်တော်အမြင်ကျွန်တော်ခန်းစားခြင်းနဲ့တူတူပဲဗျာ။ ောင်းရည်တဲ့တိရှိပါတော့တဲ့အတုံးချခံတွေတတိထားပါတော့တခြားမှန်နေတော့ဗျာဒီမှာအဲ့ဒါပြောတာဗျာချွန်ညာဆိုရင်လက်ခံတာကောင်းတယ်ဗျာသူ့ဘဝလေးပုံပင်ဖြစ်စေခြင်းမို့တဲ့သူ့စီးပွားရေးတမားလေးကြောင်းသူ့ဘဝလေးပုံပဲသွားမှဆုလုပ်ပါတဲ့ဘာကိစ္စပေါင်းချင်တာလဲတဲ့သူ့ဟာသူတယောက်ဖြစ်ရူးရူးတတလူပါစီတဲ့ရှာရှိတယ်တဲ့သူကြီးကတောင်းကြောင်းတော့ကโอเคပါ ကျွန်တော်ကအဲ့လိုမျိုးရှာရှည်ရလို့တော့မဟုတ်ဘူးเนาะကျွန်တော်ကိုဒုက္ခတကကျွန်တော်ကအကူအညီတောင်းထားလို့ကဟိုဘယ်လိုရောက်မလဲဒီကျွန်တော်ကဒီပါမဝီအစင်ဒီမှာဒီလိုနဲ့ဒီကင်မရာနောက်ကပဲရရတူပဲအဆက်ဆက်ရရကိုလို့ကျွန်တော်ဘက်ကတေချာကူညီပေးပါတယ်ကျွန်တော်တယောက်ထဲလက်ဒီလောက်ကအဆင်မပြေဘူးကျွန်တော်ကသူကတကယ်ကိုစိတ်ထားကောင်းတဲ့လူပါသူကတကယ်ပါပါတိမှမရှိပါဘူးတကယ်တကယ်ကိုလေးစားပါတယ်ကျွန်တော်စိတ်ကအခုဆိုရင်မိုးတော်ကိုနေဆိုတော့ညဆိုနေသမင်းသားလည်းမစားဘူးကျွန်တော်တို့အခုအဲ့ပုတ်တကြည့်ဒီပုတ်ကလေးကြည့်ပြီးပေါ့နော်စိတ်လည်းမကောင်းဘူးကျွန်တော်လည်းဘယ်လိုမှဘယ်လိုစိတ်မကောင်းကြီးလို့ပေါ့တကယ် ညနေ10ပြန်အဲအဲ့ညပေါ့နော်ဟို340ပေါ့နော်အမနပိုင်းလာလူတွေဟိုရွှေဆိုင်နေပေါ့နော်ရွှေဆိုင်တွေကနေအဲကိုရှိုင်းဟိုဒါအိမ်ထိလာလူရဲ့ပတ်စံဟုတ်လားအဲ့လိုလာလူရဲ့အချိန်မှာကျွန်တော်ကဒါမနေ့ပိုင်းလာလူတာတစ်ဖြတ်ကျွန်တော်ဒီတော့စကိုင်းကိုရောက်တာကညနေဆောင်လောက်မှရောက်တယ်အဲ့ပတ်စံ340ဆိုတာကျွန်တော်ရဲ့ပတ်စံဟုတ်လားဒါကျွန်တော် AR ဝတီတိုင်းပတင်ကနေနော် ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့မိတ်ဆွေတွေပြီးခုနှစ်ရက်သားသမီးဆိုတာကလည်းကျွန်တော်အားပေးနေရတဲ့မိတ်ဆွေတွေပေါ့နော်အခုဒါကျွန်တော်အားလုံးပေါင်းဆိုပြီး30 80ကျော်ကျော်ရှိတယ်30 80ကျော်ကျော်ကမတ်တီငွေ30 80ရှိတယ်ကျွန်တော်တို့မိသားစုကမတ်တီငွေ30 80ရှိတယ်အဲ့ဒါအရင်ကျွန်တော် မန္တလေးတိုင်းကျွန်တော်ရဲ့မိတ်ဆွေတွေခုနှစ်ရဲ့တာသမီတွေကကျွန်တော်အာပိနေကြတူတူကမိတ်ဆွေတွေရောဖေဖော်ဝါရီကမိတ်ဆွေတွေရောမန္တလေးတိုင်းနဲ့စကားတိုင်းမှာတကယ်အခက်အခဲဖြစ်တဲ့နေရာတွေမှာတော်ရောက်ပြီးတော့လူတန်းပေးပါဆိုပြီးတော့ကျွန်တော်အကူအညီတောင်းကြတယ်ဟုတ်လားမန္တလေးမှာကျွန်တော်သိန်း30အစားအသောက်တွေပစ္စည်းတွေအစုံကျွန်တော်လူပြီးခဲ့ပြီလူပြီးတဲ့နောက်မှာကျွန်တော်လက်ထက်မှာသိန်း40ဆိုတော့ကျန်တယ်သိန်း40ကျန်တာကိုကျွန်တော်ပထမဦးဆုံးစကိုင်းမှာလာတဲ့အခါကျတော့ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းအဖွဲ့အစည်းမရှိဘူးဒါပေမဲ့စကိုင်းမှာကျွန်တော်နဲ့အရင်ကအခုချိန်မှမဟုတ်ဘူးကိုရှိုင်းနေရဟုတ်လားကိုချင်းအိုးနေရတိတာကြာပြီး TikTok မှာတွေကလည်းအားပေးခဲ့တယ်တယောက်နဲ့တယောက်စကားကြီးလည်းပြောဘူးတယ်ဖုံးနေလည်းပြောခဲ့ဘူးတယ်အဲ့ဒါကိုကိုရှိုင်းကနေတစိကျွန်တော်လည်းဖုံးဆက်တယ်နော်ဖုံးဆက်တော့ကျွန်တော်ကအရင်ဥစ္စာအလူရှင်ပဲကျွန်တော်လည်းအလူရှင်ပဲအလူရှင်ကနေကျွန်တော်ကိုရှိုင်းစီကိုတွားပြီးတော့အဲ့ video file ကိုရှိုင်းကအရင်လည်းယူထားတယ်ဒါပေမဲ့ကိုရှိုင်းလည်းယူထားတယ်ကျွန်တော်လည်းအရင်ယူထားတယ်နော်ယူထားတယ်သူများအပေါ်ဒီနေ့တိုင်းဒီကျွန်တော်တို့မဟုတ်တာဘာတစ်ခုမှမလုပ်ခဲ့ဘူးဟုတ်လားအခုကကျွန်တော်တို့အဲ့ TikTok တွေမှာတင်လိုက်တာတွေကကျွန်တော်ရင်ဖိတ်ဆိုရင်ကျွန်တော် TikTok တွေကကျွန်တော်အားပေးခဲ့တဲ့သူတွေကကျွန်တော်ဘာဖြစ်သွားပြီလဲဟုတ်လား ကျွန်တော်ကအဲ့လိုစိတ်ကလုံးဝမရှိပါဘူးနော်ဒါကျွန်တော်မန်တိုင်းပြောတာကျွန်တော်ကိုရှိုင်းအခုကိုရှိုင်းနဲ့လက်တွဲရတယ်ဆိုတာကလည်းကျွန်တော်မန္တလေးကနေအရင်ကဒါဒီနေ့မှကိုရှိုင်းနဲ့ကျွန်တော်အခုအတူတူနေတာပေါ့နော်အတူနေတယ်ဆိုတာကလည်းကျွန်တော်ရေရှည်အတွက်တွဲသွားမယ်ဆိုတာလည်းဒါကိုရှိုင်းကပြောတယ်ကုညီပေးပါဖေးမပေးပါအဆဆရီကကိုရှိုင်းဥမာကြောညာတွေပါတယ်လက်ခံတယ်လက်ခံတဲ့အခါကျကျွန်တော်ဖုံးစစ်တယ်ဖုံးစစ်တော့ကိုကြီးကကျွန်တော်ကြောညာခက်တယ်ကျွန်တော်မပြောတတ်ဘူးကိုကြီးတစ်ချက်လောက်ပြောပေးပါဦးကျွန်တော်ဒီဘေးနားမှာကုညီပြီးတော့လုပေးပါအောင်ဆိုပြီးတော့ကျွန်တော်ရေလိုက်တိုင်းတွေ့နာမှာနေနေရတာကျွန်တော်မန္တလေးကနေဇကိုင်းကိုကျွန်တော်အသွားပြန်တနေ့ကို9000 9000ပေးရတယ် ဒါကိုဆိုင်စီမှာယနေ့တိုင်းဒီအလူငွေရတဲ့ပတ်စံတွေကိုကိုဆိုင်စီမှာကျွန်တော်တရားတစ်ချက်မှမရှိဘူး။ကေဘင်းဝိဘေးအကြောင်းလေကျွန်တော်ပြောနေကြရတဲ့သူတွေ။ဟုတ်မင်္ဂလာပါ။ အခုကျွန်တော်ဒီညီလေးကိုဆိုင်းစီရောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မှဝမ်းသာစရာတစ်ခုရှိတယ်ဗျာကိုဆိုင်းစီကဒီမှာအရန်ရိုးသားတယ်ဖြူစင်တယ်ဒါပေမဲ့ तू ဒီလိုနာမည်လေးဟိုသူ့ရဲ့ဥစ္စာကိုကျွန်တော်ကတော့ live တင်ပေးတဲ့အချိန်မှာသူ့ရဲ့နာမည်လေးတစ်ခုရတာတော့ဗောနော်ရတဲ့အချိန်မှာသူ့ပြင်မှာဝိုင်းပြီးကုညီမဲ့လို့မရှိဘူးဖြစ်နေတယ်အဲ့ဒီအချိန်မှာဟို AR တိုင်းပတ်တယ်ရရောလာတယ်တိတော့ဆယ်လေးညီလေးချိကိုချိကကဒီမှာမန္တလေးတဲ့စကိုင်းကိုကုညီမှုနိုင်တယ်တကူလေးရရင်တော့ဒီကိုဆိုင်းစီနဲ့တို့က personal ရခင်ကြတယ်ခင်ကြတဲ့ဒီမှာချိကိုရောက်တဲ့အချိန်မှာကိုဆိုင်းစီကအရှိပါပြီးတော့သူ့ရဲ့ဟိုသူ daily လူနေတဲ့ဥစ္စာလေးတွေကိုကိုဆိုင်းကကိုဆိုင်းကိုဒီချိကဝိုင်းကုညီတာအဲ့တော့ကိုဆိုင်းစီကရှိနေတဲ့ချိကိုပါဗောကိုဆိုင်း လေးအတွက်ဒီကျိုးလေးကအထောက်အကူဖြစ်နေတယ်ပေါ့နော်ကျွန်တော်လည်းဝမ်းသာတယ်ကျွန်တော်ဒီမှာအကြိုက်တောင်နေနိုင်ဘူးဟိုကျိုးကဒီမှာအကြိုက်လာနေပြီးတော့ဒီကိုရှမ်းကလည်းကုညီရဖြစ်ပါတယ်နော်ကိုရှမ်းကိုဖောက်ထုတ်နေတဲ့လူတွေကကျွန်တော်ပြောချင်ပါတယ်ဒီညီလေးကဒါသူရိုးသားတဲ့ဒီညီလေးကိုလာပြီးကုညီပေးနေတာဖြစ်ပါတယ်ဒါဒီတေးဦးလေးကိုလည်းဝိုင်းပြီးတော့ဖောက်ထုတ်ကြပါလေဒါညီလေးကဒါပရိုက်ပရိုက်တောက်အမကန်လာပြီးတော့လုပ်ပေးနေတာဖြစ်တယ်နောက်ပြီးတော့သူကြတာအခုကိုကျိုးကရေနော်ကိုရှမ်းအတွက်ကျွန်တော်အခု personal ပေါ့သူရဲ့ Facebook account တွေတကောက်ဖွင့်ခိုင်းလာပါတယ်ကျွန်တော် official ဖွင့်ပါပါအဲ့မှာ page တွေတခုလည်းကျွန်တော်လောက်ခိုင်းလာပါတယ်နောက် TikTok account တွေလောက်ခိုင်းပါအစ်တက်ပြန်လုပ်မယ်ကျွန်တော် identity တခြားလုပ်ပြီးတော့ sign တစ်ခိုင်းမှာ identity ပြချပြည့်ရဲ့အဲ့မယ်အဲ့ဒီမှာဒီရဲ့သူ့ရဲ့ official account ကိုကျွန်တော်ထွက်လာပါမယ်အဲ့ကြောင့်ကျွန်တော်ရဲ့ page ID တင်မယ် Facebook account page ID တင်မယ်သူ့ရဲ့ page ID လည်းပြန်တင်ပေးမယ်ကျွန်တော်ဝိုင်းပြီးသူ့ကိုကူညီပေးကြမယ်အဲ့တော့ဒီညီလေးကဒီကိုရှိုင်းတဲ့လာကူညီပေးနေတာဖြစ်ပါတယ်အခုမကြခင်မှာကိုရှိုင်းရဲ့ private account page တွေထွက်လာမယ်သူ့ရဲ့ personal ပေါ့နော်ကိုရှိုင်းတို့ account တွေတခုထွက်လာပါတော့နော်နောက် TikTok account တွေကျွန်တော် ID ပြပါဖြစ်ပါတယ်ဒါလေးကိုလည်းအားလုံးကိုသိအောင်ကျွန်တော် information ပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်